Hello Cherry ပရိသတ်များလုံးပဲမိုက်ဆွန်ခမင်္ဂလာပါ Cherry Fan ကနေဆက်လက်ပြီးတော့အတန်းလှွင့်ပေးနေပါရှင်အခုဆိုရင်တော့ Hannah ကပရိသတ်တွေအတွက် AU Cloud Season ကိုတင်ဆက်ပြီးတော့มาပြီဖြစ်ပါတယ်ဒီနေ့ AU Cloud Season မှာ Hannah ပြောပြပေးခြင်းနဲ့သတင်းအကြောင်းအရာလေးကတော့တိတ်မကြခင်နှစ်အတွင်းမှာပဲဈေးတွေအရန်ကြီးလာနိုင်တဲ့ချောကလက်ရဲ့အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ် ကလေးလူကြီးမရွေးကြိုက်ကြတဲ့ချောကလက်ကဆိုရင်ကမ္ဘာပေါ်မှာတိတ်မကြခင်နှစ်အတွင်းမှာပဲဈေးအလွန်ကြီးနိုင်တဲ့အနေထားကိုရောက်နိုင်တယ်ဆိုပြီးတော့လူအများကပြောနေကြရပဲဖြစ်ပါတယ်။ယခုလိုမျိုးပြောရချင်းအကြောင်းရင်းကတော့ချောကလက်ထုတ်ရင်ပါကိုပါရတဲ့အဓိကပါဝင်ပစ္စည်းကိုကဈေးအရန်ကြီးလာလို့ပဲဖြစ်ပါတယ်။ကိုကိုကတဖြည်းဖြည်းနဲ့ဈေးကြီးလာရတဲ့အကြောင်းရင်းကလည်းကမ္ဘာပေါ်မှာကိုကိုအထွက်နှုန်းနှဲပါလာလို့လည်းဖြစ်ပါတယ်။ကိုကိုအထွက်နှုန်းနှဲလာခြင်းကကိုကိုကိုစိုက်ပျိုးတဲ့နိုင်ငံတွေကရာသီဥတုမမှန်တာနဲ့တိုက်ဆိုင်နေတာလည်းအများကြီးပါပါတယ်နော်။ ကိုကိုတပင်အရွယ်ရောက်ဖို့က3နှစ်ကနေ9နှစ်အထိရှိနိုင်ပါတယ်နော်အဲ့ဒီပင်တွေကရာသီဥတုအပြောင်းလဲကြောင့်ပိုးမွှားရည်နဲ့ယောဂါတွေပြန့်ပွားတာအဖြစ်များပြီးတော့အပင်တွေတည်တာကိုကိုကိုစိုက်ပျိုးသူတွေကကြုံနေရပါတယ်နော်ဒါကြောင့်ယခုလိုမျိုးဆက်ပြီးဖြစ်နေမယ်ဆိုရင်တော့ချောကလက်ဆီကတကယ်ကိုတက်လာနိုင်တာပဲဖြစ်ပါတယ်ကိုကိုစိုက်ပျိုးတဲ့နိုင်ငံတွေဖြစ်တဲ့အနောက်အာဖရိကနိုင်ငံတွေရဲ့ရာသီဥတုအခြေအနေမှန်နေတယ်ဆိုရင်တော့ချောကလက်ကအရင်လိုမျိုးပဲပုံမှန်ဈေးမှာပဲဆက်ရှိနေနိုင်မှာဖြစ်ပါတယ် ကဲဒါဆိုရင်တော့ဒီနေ့ဟန္နာပြောပြပေးသွားတာကချောကလက်ကြိုက်တဲ့သူတွေတိထားတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်နော်